ရှင်သာရိပုတ္တရာပညာကြီးသောအရာ၌ဧတတိရှင်သာရိပုတ္တရာဆိုသည်မှာဂေါရမမြတ်စွာဘုရားရှင်လက်ရတော်ယံပထမအခတာဝကကြီးဖြစ်ပါတယ်ပညာကြီးသောအရာ၌ဧတတိရတော်မူပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်မာတပါပညာကြီးသည့်အဖြစ်၌တာလွန်သောတာဝကဟူ၍မရှိသောသူကဲ့သို့ကိုယ်နှင့်ပြည့်စုံသည့်ယဟန္တာထေရှင်ကား ရှင်သာရိပုတ္တရာဖြင့်ဖြစ်ပေ၏ဂေါတမဘုရားရှင်မပွင့်မီကဘာတသိန်းလွန်ရှိသောတစ်တင်ခြေထက်အနောမတတိဘုရားရှင်၏အထံတော်၌ပထမအဂတဝကအဖြစ်ကိုနိယတပြတဲ့ခံယူခဲ့ရသည်ရာဇဂိုပီနာလာယွာဟုလည်းတွင်သော ဥပတိတယွာဂျမန မဟာတလမျိုးဖြစ်သော ဥပဒိတာရသူကြီးဝင်းကားပုံနာနဲ့ရူပတာရီပုံနေမာတို့ဤသာသမီခုနှစ်ယောက်နဲ့ရှင်သာရိပုတ္တရာလောင်းသည်အကြီးဆုံးဖြစ်၍ဥပဒိတာဟုအမည်တွင်သည်ငယ်စဉ်ကသင်ငယ်ချင်းဖြစ်သောကောလိတာပုံနာပြုံနှင့်အတူတောင်ထိုးသဖြင့်ပွဲကြည့်ကြရင်သတိတံဝေကရာ၍တရားအထောက်ရန်ရာဇချိုပြေတိန်စီပရိဘူဒံတို့ ွားကြသည်ဒုပရိဗုဒ္ဓ၌ယဟန်ပြု၍တရားရှာကြတော်လဲတရားစစ်တရားမှန်ကိုမရနိုင်သဖြင့်သင်္ကခြင်းနှုတ်သည်တဝူတရားရလျက်တဝူကိုပြန်ကြားပြောဆိုစတဲ့ဟုဂရိကိုပြုလျက်တရားရှာရန်တခွဲတပြားစီထွက်ခေါ်သာကြသည်ထိုအခါမြတ်စွာဘုရားသည်ရာဇဂိုပြည်သို့ရောက်လျက်ဝေလူဝန်ကျောင်းတော်၌စံပေတော်မူခိုက်ဖြစ်သည်ထို့နောက်တွင် ရှင်သာရိပုတ္တရာသည်မြတ်စွာဘုရားထံတွင်ခါစားကာလှုပ်ကြွေးပြုသည်သူမတူအောင်ပညာဉာဏ်ထူးချွန်သဖြင့်ပညာရာတွင်ဣတိတ္တပွဲသူဖြင့်ချင်းမြောက်ခြင်းခံရသည်ရှင်သာရိပုတ္တရာကရှေးဥစရာဖြစ်တော်မူသောအရှင်အတ္တစီရှိရာအရက်ကိုအမြဲဥက္ကံပြု၍အိပ်လိရှိခြင်းစသောဆရာကိုရိုသေလေးစားတတ်သောခုံမေတော်ကမြင်မြဆဲရည်တော်လဲမြတ်မထွက်ခြင်းစသောတိခန္တတော်ကို မိမိအားဆုံးမလာသည်ရှိသော ကြီးငယ်မရွေလွန်စွာကျေးဇူးတင်တတ်သောဂုံပထမအခါတာဝကကြီးဟူ၍ခွင့်ရေးပူရေးမြူတတ်သောဂုံစိတ်နှလုံးပြတ်သားသောဂုံသူ့လူကိုဖြည့်စည်တတ်သောဂုံသူတစ်ပါးအားတနာတက်ချီးမွမ်းတတ်သောဂုံစသည့်ဂုံတို့တို့ဖြင့်ပြည့်စုံတော်မူ၏နိကေငါရပိရိကတို့၌ရှင်သာရိပုတ္တရာ၏ဒေသနာများကို အများပြတွေ့နိုင်သည်ရှင်သာရိပုတ္တရာ၏ တည်တံ့ဒေသနာတော်တစ်ခုကခုတကနိကေတုတ်တံပိရိကပါဝဲပရိသံပိတာမတ်ပါဠိတော်ပင်ဖြစ်သည်ပိရိကတို့၌ပါသောအရေးကြီးလာသည့်တရားတို့ကိုအကျယ်တဝင်းချဲ့ထွင်၍ဟောကြားထားသော ပါဠိတော်ဖြစ်သည်ထို့ပြင်သာသနာတော်အတွင်းရှိစေရန်သာသနာတော်၏အသက်ဖြစ်သောဝိနည်းပိရိကကိုဟောကြားပညတ်တော်မူပါရန်ဘုရားသခင်အားလျှောက်ထားတောင်းပန်သူကရှင်သာရိပုတ္တရာပင်ဖြစ်သည် ခုဒကနိကေအပါဝဲဘုရဝင်ဒေသနာကို ဟောကြားတော်မူရန်လဲရှင်သာရိပုတ္တရာပဲလျှောက်ထားခဲ့လေသည်ထို့သဖြင့်ထင်ရှားသော ရှင်သာရိပုတ္တရာ၏စွမ်းဆောင်တော်မူချက်ကအဘိဓမ္မာပိကတ်ကိုဟောတော်မူခြင်းဖြစ်သည်ရှင်သာရိပုတ္တရာသည်မြတ်စွာဘုရားဟောကြားသည့်အလွန်ကျယ်ဝန်းသောအဘိဓမ္မာတရားတော်ကိုမြတ်စွာဘုရားတော်ထံမှရသောဤအမွှဲဖြင့်မခြင်းမကျယ်ယဟန်တို့အားဟောကြားပို့ချတော်မူသည် ရှင်သာရိပုတ္တရာ၏ကျေးဇူးကြောင့်ကျေဝုန်းနဲ့နဲ့ခက်ခဲသောဘုရားဟောအပိဓမ္မာဒေသနာတော်ကို လူသားတို့လွယ်ကူစွာသင်ကြားနိုင်ယူနိုင်ခြင်းဖြစ်သည်။သာသနာတော်၏အကျိုးတရားတော်၏အကျိုးကို44နှစ်တိုင်တိုင်တည်ဘူးရွတ်ဆောင်ပြီးနောက်ရှင်သာရိပုတ္တရာသည်မဂ္ဂတာရတိုင် နာလကယွာမေရောဤအိမိမိကိုမွေးဖွားရာ တိုက်ခန်းတွင်သာသနာနှင့်149ခုတစားမုံလာပြည့်နေ့ည မိုးတောက်ရန်၌သွေးသွန်သောဝေဒနာဖြင့်ပြိနေပံပြုတော်မူရာဓာတ်တော်များကိုမျက်စွာဖျားကိုတော်တိုင်းတာဝတိပြည်၌ဌာပနာ၍စေတီတင်စေသည်။နောင်သောအခါတိရိဓမ္မတော်ကမင်းကြီးသည်ဓာတ်တော်များကိုမူလနေရာမှတူဖို့ဆောင်၍အဝိန္ဒီတိုင်းဥဇင်နီပြည်နီဝိရိတကတောင်းရ၌ဇေယီတော်ကြီးသုံးစုတည်၍တဆူရင် ရှစ်သာရိပုတ္တရာ၏ဓာတ်တော်ကိုဌာပနာသည်။ထိုဓာတ်တော်များကို၁၉ရာစုနှင့်အတွင်း၌ စတီတော်ပြပြရာတွင်ဒူးဖို့တွေ့ရှိ၍အင်္ဂလန်ပြည်ပြလိုက်သို့ပိတ်ဆောင်ပူဇော်ထားရမှအိန္ဒိယနိုင်ငံမဟာဗောရိအသင်မှကြည်မှု၍ပြန်လည်ပိတ်ဆောင်ကထိုဝီရိဒကတောင်ရန်အခုခါစန့်ချီအရရှိစတီတော်၌ပင်ဌာပနာခြင်းပြုသည်တတော်များကိုဌာပနာခြင်းမပြုမီမြန်မာနိုင်ငံတော်အစိုးရကမြန်မာနိုင်ငံတော်သို့ပိတ်ဆောင်၍မြို့ရွာများစွာတွင်လှည့်လည်ပူဇော်စေသည်တတော်ဌာပနာပွဲကို1952ခုနှစ် လောမာလာက ချင်းပါရလွန်စွာစီကားပြီးမြန်မာနိုင်ငံမှာဝန်ကြီးချုပ်ဦးနှုတ်နှင့်ဗုဒ္ဓဘာသာဝင်များပါ တက်ရောက်ကြသည်ရှင်သာရိပုတ္တရာ၏ညီတော်သုံးပါးတွင်ရှင်ဥပတေနာကတပည့်ပရိသတ်နှင့်တကွထဝဉ္ဉ္ဉ္ကြီးညိုပွဲအကောင်းဆုံးယဟန်ဖြစ်တမန္တပါဒဓိကဧရတေရ၍ရှင်ရေဝတ္တသည်မွေလျော်ပွဲရှိသောတောရက်ဟု၍မွေးချေပဲကျန်တဲ့ဆူရလာသော တောရနိုင်ပင် တောရဆောက်နေသောကြောင့်အရဉ္ဇကဣတရိယပြီလင်အရှင်ဆုံးနာသည်ဣတရိမရသောအတိတ္တာဝကဖြစ်သည်နမတော်တောရဖြစ်သည်ဆာလာ ဥပဆာလာတိတုပဆာလာ တို့လည်းသာသနာတော်၌ဘိက္ခုနီပြု၍ယန္နာမိမများဖြစ်ကြကုန်သည်မြတ်တာဖြင့်ပြန်လဲမျှဝေပါသည်ပြေဆုံးတောင်းကိုဝင်းရေးသားသူကလေးစားစွာခရက်ဒစ်ပေးပါသည်